မြတ်စွာဘုရားလက်ထက်တုန်းကဘုရားကြောင်းသွားပြီးတော့တရားနာတယ်တရားနှလုံးသွင်းတယ်အိမ်မှာနေရင်စီးပွားရှာရင်နဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်သကရာဂံဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်အိမ်မှာနေရင်တော့အိမ်မှာနေရင်ဒါကြောင့်ဘုန်းကြီးတိရရှင်ဝို့ဖို့လည်းမတိုက်တွန်းဘူးတိုက်တွန်းလည်းဝို့မှာမဟုတ်ဘူးလေ အဲ့တော့အိမ်မှာနေရင်လည်းတရားဥတရားများရနိုင်ပါလေဆိုတာပဲပြောရမှာပဲမြတ်စွာဘုရားလက်ထက်ကအများကြီးရှိတယ်သို့တော့အနာဂံဖြစ်သွားပြီဆိုရင်မိသားစုရဲ့ like ကိုမနေတော့ဘူးမိသားစု အနေနဲ့မနေဘူးညီကိုမောင်နှမအနေထားမျိုးပဲနေတော့တယ်အနာဂံဖြစ်သွားရင်အိမ်တော့နေတယ်အိမ်နေတဲ့ပုံစံတွေမြတ်စွာဘုရားလက်ထက်ကအများကြီးပဲရှိတယ်အနာရဝိန်တထေးတို့ဝိသခါတို့ကတော့သောတာပန်ပဲဖြစ်သေးတာ မဟာနာမဆိုတဲ့တက္ကဝိမင်းကတက္ကရာကအဆင့်ရောက်တယ်။နောက်တစ်ခါဒီဥက္ခဆိုတဲ့သူကျွဲတို့နန္ဒမာတာဥပတိကမာကြီးတို့ဆိုအနာဂတ်အဆင့်နဲ့နာဂတ်အဆင့်မှာမိသားစုနဲ့နေကြတာပဲသူတို့ဝိတာခတထေးတို့ဆိုအနာဂတ်ဘဝနဲ့ပဲနေတာပဲအိမ်မှာပဲနေတယ်သို့တော့အိမ်မှာနေတဲ့အခါမှာအနာဂတ်ဖြစ်သွားလို့ရှိရင်ကတော့သူက အိမ်မှုကိစ္စတွေကိုစီမံခန့်ခွဲတာမလုပ်တော့ဘူးရသမျှလေးနဲ့ရောင်ရဲပြီးတော့အမြဲတမ်းဥပုသ်ဆောင်ပြီးတော့သူတော်စင်ဘဝနဲ့နေတာအိမ်မှာတော့နေတယ်မိသားစုဘဝနဲ့မနေတော့ဘူးအပြမစရိယသိခါဘုကိုဆောက်တည်ပြီးတော့နေတယ်တဲ့နော်ဒီလိုဆိုလိုတာနော်ကို့အိမ်မှာဒီလိုပဲသားတွေသမီးတွေနဲ့နေပြီးတော့ဟိုတရားဓမ္မချင်းသုံးပြီးတော့ဒီလိုနေကြတာဒီဘဝမှာပဲဒီလိုနေသွားကြတာအနောက်ဆုံးမှာ ဒါအမတန်မှဘုရားလက်ထက်ကဟိုထင်ရှားတဲ့တာရကတွေပဲပေါ့အဲ့တော့အခုလည်းပဲသောတာပန်